နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဟာရီကိန်းမုန်တိုင်းမဲလစ်ဆာဝင်ရောက်တိုက်ခိုက်မှုကြောင့်ဟေတီနဲ့ဂျမေကာအပါအဝင်ကာရေဘီယံနိုင်ငံအချို့မှာလူပေါင်း36ယောက်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဟာရီကိန်းမုန်တိုင်းမဲလစ်ဆာဖြတ်ကျော်တိုက်ခိုက်ခံခဲ့ရတဲ့နိုင်ငံတွေအထက်ကဟေတီနိုင်ငံနဲ့ဂျမေကာအပါအဝင်ကာရစ်ဘီပင်လယ်ကျွန်းစုနိုင်ငံအချို့မှာ အနည်းဆုံးလူ36ယောက်သေဆုံးခဲ့တယ်လို့ NBC သတင်းမှာအောက်တိုဘာ30ရက်မှာသတင်းဖော်ပြခဲ့ပါတယ်တိတ်ဆုံးသွားသူတွေမှာဟေတီနိုင်ငံမှာ25ယောက်၊ဂျမေကာမှာ6ယောက်နဲ့ဒိုမီနီကန်နိုင်ငံက1ယောက်ပါတယ်လို့ပြောပါရယ်။အင်ကာနေကဂျမေကာနိုင်ငံကိုတနာယီ185ကီလိုမီတာနှုန်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအပြက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက်မုံတိုင်းဟာနောက်ပိုင်းမှာတိတိတတ်တာအားနေသွားခဲ့တယ်လို့ဆိုပါရယ်။ ဂျမေကာနိုင်ငံမှာမုန်တိုင်းကြောင့်လူပေါင်းသက်တမ်းခန့်ထိခိုက်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာလျှက်စစ်မီးတွေပြတ်တောက်နေစေဖြစ်တယ်လို့တောက်တုံးရရှိဖို့နဲ့လူတွေကျန်းမာရေးဆောင်ရှောက်မှုရဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်။ ကြာသေးမီနှစ်တွေအတွင်းကာရစ်ဘီယံကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဟာရီကိန်းမုန်တိုင်းနဲ့အနက်ဒီဆိုင်ကလုံးမုန်တိုင်းမဲလစ်ဆာဟာအပြင်းထန်ဆုံးမုန်တိုင်းဖြစ်တယ်လို့ဆိုပါရယ်ဒီမုန်တိုင်းတံကိုတော့ဂျာမေကာဒိုမီနီကန်နိုင်ငံဟေတီနဲ့ကျူးဘားဒေသအများအပြားကထိခိုက်ခံစားခဲ့ရပြီးမိုးသည်ထန်စွာရွာတွန်းမှုနဲ့အတူရေကြီးမှုတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါရယ်ရှင်